ဆိုတော့ခါရတရားတကယ်လက်တွေ့လုပ်မယ်ဆိုလို့ရှိရင်လုပ်ငန်းမှာလည်း safe ပေါ့နော်ရောင်းရတွေပို့ပြီးတက်လာလိမ့်မယ်ဟုတ်မင်္ဂလာပါကိုညီမလေးဟုတ်ကဲ့ဟုတ်ကဲ့ဟိုအကိုရဲ့နာမည်နဲ့ဒီလုပ်ငန်းနာမည်လေးကိုတစ်ချက်မိတ်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့အစီပွဲလုပ်ငန်းအတိုင်းအတွက်ပေါ့နော်လိပ်စာကန်တဲ့ဘောင်ချာဆိုတာမရှိမဖြစ်လိုအပ်နေတဲ့အရာတစ်ခုပါအဲ့တော့ဒီလိပ်စာကန်တဲ့ဘောင်ချာတွေကိုဝန်ဆောင်မှုအကောင်းဆုံးအနေနဲ့ပုံလိပ်လုပ်ပြနေတဲ့စေတတန်းပုံလိပ်လုပ်ငန်းကအကိုစီရပါပါကောအခုကကိုကမကလိတာ အလားတတာဆိုတော့အရင်တော့ရောဒီ MOE မှာ marketing နဲ့ပတ်သက်တဲ့သင်တန်းလေး online class ပဲဖြစ်ဖြစ် offline class ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးရောတက်ဖူးလားမသိဘူးရှင့် MOE ရတော့အကုန်တက်ပြီပါဟုတ်တယ်ပါကောဟုတ်တယ်တက်တယ်ခဏခဏလည်းတက်တယ်အခုတက်စရာဆိုလို့တက်အဲ market ရာသာတန်းပဲရှင်တော့တယ်အော်ဟုတ်ကဲ့ပါကောဟုတ် အဆောလို့ရှင်ရခုက market leader က day one day two လဲပြီးသွားပြီဆိုတော့လေဒီ market leader တက်ပြီးတော့အကိုဘလို့အချိုးကျစုရဲ့အကိုလုပ်ငန်းအတွက်ဘလို့ idea တွေကိုအကိုစဉ်းစားမိပြီးပြီလဲမသိဘူးရှင်လောလောလည်းပြောရမယ်ဆိုလို့ရှင်တော့မနေ့ကပေါ့ မနေ့ကဆိုလို့ရှိရင်ဆရာသင်ခဲ့တဲ့ထဲမှာ ocean waste marketing ဆို waste marketing ဆိုတဲ့ဟာလေးပေါ့နော်ကျွန်တော်တို့အဲ့ဒါသိတယ်တကယ်တမ်းလက်တွေ့မလုပ်ဖြစ်ဘူးပေါ့နော်မနေ့ကထဲထဲဝင်သိလိုက်တာပါလဲဆိုတော့ customer တွေကကျွန်တော်တို့ပစ္စည်းကိုဝယ်တော့မယ်ဆိုလို့ရှိရင်ချက်ချင်းကြော်ညာတွေ့လာနဲ့ချက်ချင်းမဝယ်ဘူးသူတို့စဉ်းစားမယ်လိုအပ်မှဝင်မယ်အချိန်တွေအများကြီးကြာမှဝင်မယ်ပေါ့နော်ဆိုတော့အဲ့ဒီ customer တွေကိုကျွန်တော်တို့က target ထားပြီးတော့ခု customer ဖြစ်လာအောင်ခုရှိမှ order မလာအောင် ကျွန်တော်လောက်အောင်ပါဗောနော်အဲ့ဒီ wave ကိုတိလိုက်ရတာဆိုတော့ခါကျတော့လောလောလည်းပြောရမယ်ဆိုရင်ဒီဒီသင်ငန်းစာသည်ကျွန်တော်တို့ကိုတော်တော်လေးအဆင်ပြေတယ်ဆိုတော့ခါကျတရားလက်ခင်လက်တွေ့လုပ်မယ်ဆိုလို့ချင်းလုပ်ငန်းမှာလည်း save ပေါ့နော်ရောင်းရတွေပို့ပြီးတက်လာလိမ့်မယ်ကျွန်တော်တို့က customer ကကြော်ညာတွေ့လိုက်လို့မေးလိုက်တယ် ဖြေလိုက်တယ်မအဘူးဆိုလို့ရှိရင်လည်းအတိအမဲထားလိုက်တယ်ပြစ်ထားလိုက်တယ်ပေါ့နော်အဲ့ဒီလိုမျိုး customer တွေပြစ်မထားဘဲနဲ့ခုလုပ်ငန်းကိုပို့ပြီးတော့ဆရာမနေ့ဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်ဇောပိုင်းတချင်းလိုပေါ့နော်ပို့ပို့ပြီးတွန်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 းပြန်နဲ့လာအောင်လို့ကျွန်တော်လုပ်ဖို့လိုတယ်ဆိုတော့တွေးခဲ့တာပေါ့နော်သင်ခန်းစာတွေကတော့အများကြီးပါဒီ market leader နဲ့ပတ်သက်ပြီးတော့ပေးရတဲ့သင်တန်းခြေသေးတာသင်တဲ့ course စာအုပ်နဲ့တင်ကိုဒီဒီစာအုပ်ရဲ့သင်တန်းကြီးကတန်နေပြီဆရာကဥပမာနေနဲ့ရှင်းပြီးပြောလိုက်တော့ပို့ပြီးတော့မြင်တာပေါ့နော်ခုလုပ်ငန်းကိုလေဟုတ်ကဲ့ပါကိုဟုတ်ဟုတ်အခုလိုမျိုး interview လေးကိုအချိန်ပေးပြီးဖြစ်ကြပေးရတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါ တယ်เนาะကိုဟုတ်ကဲ့ဒီကျွန်တော်လည်းကျေးဇူးတင်ပါတယ် MOE ရဲ့ဆရာကိုလည်းကျေးဇူးတင်တယ်။ MOE ရဲ့ team ကိုလည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါကိုဟုတ်